ကဘာကျော်လိုဂိုများရဲ့နောက်ွယ်ကနက်ဆိုင်တဲ့အထိပ်ပဲ Apple, Coca-Cola, Toyota, Adidas စတဲ့ဒီလိုနာမည်ကြီးတဲ့ကဘာကျော်အမှတ်တံဆိပ်တွေကိုကျမတို့ရဲ့ပတ်ဝန်းကျင်မှာသွားရင်လာရင် နေ့စဉ်တစ်ခုမဟုတ်တစ်ခုတော့မြင်တွေ့နေကြရပါတယ်။ဒါပေမဲ့ဒီကုမ္ပဏီကြီးတွေရဲ့လိုဂိုတွေမှာဘလို့အတိတ်ပဲရှိနေလဲဆိုတာကိုတော့ဘယ်သူမှတည်တည်ချာချာစဉ်းစားမိကြမယ်မထင်ပါဘူး။ အမြင်လောက်အောင်သာဖန်တီးရေးဆွဲထားတယ်လို့ပဲထင်မိကြမှာပါတကယ်တော့အဲ့ဒီ logo တွေမှာရေးဆွဲထားတဲ့မြင်းပြောင်တွေမြင်းကွေးတွေအယောင်တွေရဲ့နောက်ွယ်မှာ အတိတ်ပဲကိုစီရှိနေပါတယ်အဲ့ဒီအတိတ်ပဲတွေကဘာများပါလဲဆိုတာကိုသိကျင်ကြမယ်ထင်ပါတယ်ကျမတို့နည်းနည်းလောက်ဆက်စုကြည့်ရအောင် Toyota Toyota ကားကိုလူတိုင်းသိကြပါတယ် ကျမတို့နေ့တိုင်းမြင်နေကြစီးနေကြဖြစ်ပေမဲ့ Toyota logo ရဲ့အတိတ်တွေကဘာများပါလဲလို့တစ်ခါလောက်များစဉ်းစားကြည့်ဘူးကြရဲ့လား Toyota ဟာဟိုးရခင်နှုန်းကရကန်းခတ်တဲ့ဆက်တွေကိုထုတ်လုပ်ခဲ့မှုပါတယ်ဘဝမမေ့တဲ့ Toyota က logo ဒီဇိုင်းရေးဆွဲတဲ့အခါမှာတော့အပေါက်ဖြားထိတ်မှအချီထိုးထားတဲ့ပုံသဏ္ဍာန်ပေါ်အောင်ထည့်သွင်းခဲ့ပါတယ်ဒါရင်မကသေးပါဘူး Toyota logo တစ်ခုလုံးရဲ့အစိတ်အပိုင်းလေးတွေကို ွဲချမ်းပြီးကြည့်တတ်မယ်ဆိုရင်တော့ T O Y O D A ဆိုတဲ့စက်လုံးတွေကိုမြင်ရမှာဖြစ်ပါတယ်။ Apple ကွန်ပျူတာနဲ့စမတ်ဖုန်းတွေထုတ်လုပ်နေတဲ့ကမ္ဘာထိပ်တန်းနည်းပညာကုမ္ပဏီကြီး Apple ရဲ့ logo ဒီဇိုင်းကပန်းတီတချမ်းပဲပါ။ဒီ logo ရေးဆွဲပေးတဲ့ဒီဇိုင်နာ Rodden Off ကအင်တာဗျူးတစ်ခုမှာပြောခဲ့ပူပါတယ်။သူဟာ Apple အတွက် logo ဆွဲဖို့ပန်းတီတွေကို ချင်းလိုက်ဈေးကဝယ်လာပြီးရှူထောင့်အမျိုးမျိုးကနေရေးဆွဲခဲ့ပေမဲ့တပတ်လောက်ကြာတဲ့အထိစိတ်တိုင်းတစ်ခုမှမကြခဲ့ပါဘူး။နောက်ဆုံးတော့ပန်းတီတလုံးကိုတကိုက်ကိုက်စားမိလိုက်ပါတယ်။အဲ့ဒီအခါကျမှရလာတဲ့ပုံရိပ်ကသူ့ရဲ့စိတ်တိုင်းအကြဆုံးဒီဇိုင်းဖြစ်သွားခဲ့ပါတယ်။အင်္ဂလိပ်စကားမှာကိုက်စားတာကို BITE byte လို့အတန်ထွက်တယ်လို့ကွန်ပျူတာအသုံးနှုန်းမှာလည်း BYTE byte ဆိုတာရှိတဲ့အတွက် Apple ကုမ္ပဏီရဲ့အနှစ်သာရကို လုံးဝပေါ်လွင်သွားစေခဲ့ပါတယ်။ Adidas အကစားပစ္စည်းတွေထုတ်လုပ်တဲ့ကပါကျော်ကုမ္ပဏီ Adidas ဟာကုမ္ပဏီစတင်တည်ထောင်သူ Adolf Dassler ရဲ့နာမည်ကနေရယူထားတာပါ။ကုမ္ပဏီတည်ထောင်ခဲ့ပြီးနောက် logo ပုံစံကိုလည်းဒီဇိုင်းတစ်မျိုးပြီးတစ်မျိုးပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့ဘယ်ဒီဇိုင်းကိုပဲပြောင်းပြောင်းငင်းချောင်းလေး၃ချောင်းကတော့အမြဲပါနေပါတယ်။အခုနောက်ဆုံး logo မှာဆိုရင်တရီဂန်ပုံမှာငင်း၃ချောင်းခက်ဆောင်းဆောင်းဖြတ်ထားတာကိုတွေ့ရမှာပါ။တရီဂန်ပုံစံဟာတောင်တန်းကြီးဖြစ်ပြီးစိန်ခေါ်မှုကိုရည်ညွှန်းပါတယ်။ငင်းချောင်းတွေကတော့စိန်ခေါ်မှုကိုရင်ဆိုင်မှုဝင်မလေးတဲ့အာကစားသမားတွေကိုရည်ညွှန်းထားတာဖြစ်ပါတယ်။ Hunter မြန်မာပြည်မှာတော့ဟွန်တိုင်းလို့ခေါ်နေကြတဲ့ ကားအမှတ်30ရဲ့ logo ကိုမြင်ဘူးကြမယ်ထင်ပါတယ်။သူ့ရဲ့ logo H4 ကိုကြည့်ပြီးလူအတော်များများကကုမ္ပဏီနာမည်ရဲ့စလုံးပေါင်းထိပ်စာက H ကိုယူထားတာလို့ထင်လေးရှိကြပါတယ်။တကယ်တော့ H ပုံစံလေးကလူနှစ်ဦးလက်ဆွဲနှုတ်ဆက်နေကြတာကိုရည်ညွှန်းထားတာပါ။တယောက်က customer ဖြစ်ပြီးတယောက်ကတော့ကုမ္ပဏီကိုကိုးစားပြုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ကစတမာတွေကြားယင်းနှီးနှွေးထွေးတဲ့အတိတ်ပဲကိုဆောင်တဲ့အတွက် logo လေးကအတိတ်ပဲရှိလာပါတယ်။ Firo Sony ကုမ္ပဏီကထုတ်တဲ့ laptop computer Firo ရဲ့အရှိစလုံး VA ကအတန်လိုင်းကိုဖော်ကျူးထားတဲ့ပုံရိပ်ဖြစ်ပါတယ်။နောက်ဆုံးနှစ်ခု IO ကတော့ကွန်ပျူတာဘာသာစကားဖြစ်တဲ့1နဲ့0ပုံစံကိုရည်ညွှန်းရေးဆွဲထားတာဖြစ်ပါတယ်။ Beast တခြင်းနှားထောင်တဲ့နှစ်ချက်တွေထဲမှာ လူငယ်တွေကြားနာမည်အတော်ကြီးတဲ့ Beast ရဲ့ logo ကရိုးရှင်းပြီးအတိတ်ပဲပြည့်စုံပါတယ်။တခြင်းနားထောင်နေတဲ့လူတစ်ယောက်နှကြက်တက်ထားတဲ့အခါမှာမြင်ရမဲ့ပုံသဏ္ဍာန်ကိုရိုးရိုးလေးပုံဖော်ထားတာဖြစ်ပါတယ်။ Amazon Amazon ရဲ့ logo ကိုကြည့်လိုက်ရင်ထူးထူးခြားခြားဘာမှမရှိဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမဲ့အတိတ်ပဲအရင်ရှိပါတယ်။ အမေဇွန်စာတန်းလေးအောက်ကလိမ့်မော်ရောင်မြင်းကွေးလေးကနှွေးထွေးတဲ့အပြုံးလေးကိုညှို့ဆို့ထားတာပါ။ဒါအပြင်ဒီမြင်းကွေးလေးကိုအေစလုံးကနေဆွဲလာပြီးဇက်စလုံးနေရာမှာ မျှထိုးထားတာကတော့ A to Z အားလုံးသူ့စီမှာရနိုင်တယ်ဆိုတဲ့အထိတ်ပဲပါ။ရိုးရိုးလေးနဲ့အရန်ကိုပြည့်စုံတဲ့ logo လေးဖြစ်ပါတယ်။ Continental ကားတယာရီထုတ်လုပ်တဲ့ Continental ရဲ့အမှတ်တရစိတ်ကလည်းရိုးရှင်းပါတယ်။ ကုမ္ပဏီနာမည်စလုံးပေါင်းရဲ့ထိပ်စာစီကအိုစလုံးလေးကိုအုံမိုးထားပါတယ်။ဒီဇိုင်းကိုတေချာကြည့်မယ်ဆိုရင်ကားအလွမ်းကွေမှာတာယာတက်ဆင်ထားတဲ့ပုံစံဖော်ညွှန်းထားတာတွေ့ရမှာပါ။ Coca-Cola Coca-Cola တောက်တိုင်းဘူးတွေပလင်းတွေပေါ်က Coca-Cola လို့ရေးထားတဲ့စလုံးအလှလေးတွေကိုသတိထားမိကြရဲ့လား။အိုနဲ့အလ်ဂျာကနေရာလေးမှာဒိမတ်နိုင်ငံရဲ့အလံကိုရှင်းရှင်းလင်းလင်းတွေးကြရမှာပါ။ တကယ်တော့လိုဂိုဒီဇိုင်းမှာဒီအလံလေးပေါ်နေတာကမရည်ရွယ်ပဲတိုက်ဆိုင်သွားခဲ့တာပါဘလို့ပဲဖြစ်ဖြစ်ကိုကာကိုလာကတော့ဒီအချက်ကိုအသုံးချပြီးဥရောပတိုက်ရဲ့မြောက်ဘက်ပိုင်းနိုင်ငံတွေမှာအောင်မြင်တဲ့ဈေးကွက်ရှာဖွေတဲ့ကမ်ပိန်းတွေလုပ်ခဲ့နိုင်ပါတယ် LG ရှေကေတတာအဝိရှော်ဆက် TV စတဲ့ electronic ပစ္စည်းတွေထုတ်လုပ်တဲ့ LG အမှတ်တရစိတ်လိုဂိုဟာအမှန်တကယ်တော့လူမျက်နှာရဲ့ပုံသဏ္ဍာန်ဖြစ်ပါတယ် ျမတို့ငငယ်ရကစားခဲ့ဘူးတဲ့ပတ်စမန်ဂိန်းတွေကအလုံးလေးတွေကို လိုက်စားတဲ့အကောင့်လေးနဲ့တူပါတယ်။အတိတ်ပဲကတော့ကုမ္ပဏီနဲ့ကစတမာတွေကြားမှာနှွေးထွေးခိုင်မာတဲ့ဆက်ဆံရေးရှိဖို့ရည်ရွယ်ပါတယ်။အခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။